တဘာဝပဝန်ကျင်ထိမ့်သိမ့်တက်ဖို့နဲ့အမိုက်တွေကိုစနစ်တကျစွန့်ပစ်တက်ဖို့ရည်ရွယ်ပြီးတော့ပြင်းဦးလွင်မြို့နယ်ရွှေတင်းချေးရွာအနီးမှာရှိတဲ့တဘာဝအတိုင်းတည်ရှိနေသေးတဲ့ရေပြန်တောင်ရေတကွန်မှာပညာပေးတဲ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ်။အင်ခိုင်မြဲကသတင်းပေးပို့ထားပါတယ်ရှင်။ပြုံးလင်မျိုးပေါ်ရှိလူမျိုးရေးဖွဲ့စည်းတဲ့ပြည်ခိုင်မျိုးပါတီမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တဲ့စိန်လန်းပြုံးလင်တို့ပူးပေါင်းပြီးရှစ်သိန်းကျေးရွာအနီးကတဘောင်ဝအတိုင်းရှိနေတဲ့ရေပြန်တော်ရေတော်မှာစွန့်ပြစ်အမိုက်တွေကိုစနစ်တကျစွန့်ပြစ်တတ်ဖို့အတွက် အသိပညာပေးလှူရှားမှု ပြုလုပ်ခဲ့တာပါလာရောက်လေပတ်တဲ့ဧည့်သည်တွေရဲ့မစင်ချင်းဒီစီကံမဲ့အဆုံးပြတဲ့အမိုက်တွေကြောင့်မို့သဘောဖက်ဝင်ကြပါပျက်စီးယူနေပြီးတော့အဲ့လိုညံ့နှမ်းမှုတွေဖြစ်တဲ့ဟာတွေကိုမဖြစ်စေချင်တဲ့အတွက်ကျွန်တော်တို့ကလူသားတိုင်းဒီသဘောဖက်ဝင်ကိုညံ့နှိုးပြီးတော့ထိန်းသိမ်းတတ်အောင် ဒီလူတစ်ဆိုင်အစည်းအဝေးကြားနဲ့မိမိပတ်ဝန်းကျင်မိမိရဲ့ဘာဝကိဟာစနစ်တွေမပြည့်စုံအောင်ထိန်းသိမ်းတတ်အောင်ရှိစေခြင်းနဲ့ message လေးတစ်ခုပေးခြင်းတာနဲ့ကျွန်တော်တို့ကဒီလှူရှားမှုတွေကိုလုပ်ဖြစ်တာပါမိုက်ကောလှူရှားမှုတွေကိုမြို့အလိုက်အဖွဲ့အစည်းပေါင်းစုံကလှူရှားနေကြတာပါပြုံးလင်းမြို့မှာတော့လူရင်းအား200နေပါလောက်ပူပေါင်းပါဝင်ပါတယ်စွန်ပြက်မိုက်တွေနဲ့ပတ်သက်လို့ပြည်သူလူထုကိုပညာရေးလုပ်ငန်းလှုံ့ဆော်မှုတွေအားနည်းနေသေးတယ်လို့ပါဝင်လှူရှားသူတွေကသုံးသပ်ကြပါတယ် တော်တဲ့ယူကျဲကတော့ကျွန်တော်နိုင်ငံအခုချိန်ဆိုရင်ဒီမိုကရေစီလမ်းကြောင်းပေါ်တွားနေတဲ့နိုင်ငံနဲ့နိုင်ငံဖြစ်တဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေနေနေရတယ်ဒီမိုကရေစီကိုလိုလားရင်တာဝန်ခံမှုတာဝန်ယူမှုဆိုတာရှိရပါတယ်အဲ့တော့ဒီမှာ plastic နဲ့ပတ်သက်ရင်လည်း plastic စိုးစိုးတွေအမှန်တကယ်များများတဲ့အတွက်ဒီဟာနဲ့ပတ်သက်ရင်လည်းလူတွေကလူတွေကဒီအသိပညာတော့ရှိရမယ်အမိုက်ဆိုတာအမိုက်အမိုက်ကအမိုက်ပုံးထဲမှာပဲရှိရမယ်ဆိုတဲ့အသည့်တရားလေးတော့ရစေကျွန်တော်ကောက်တယ်ဆိုတော့လေဒါကြီးကိုအမိုက်ကြီးကိုလိုက်သိသိပြနေတဲ့အနေထားမှုပေါ့ကျွန်တော်တို့အမိုက်တွေကိုဘယ်လိုဆွတ်ပြရမလဲဘယ်လို လူသိသိတော့ဘလူနေရာမှာဖြည့်စီပြရမယ်မိုက်တွေကိုစနစ်စရာဆွတ်ပြရမယ်ဆိုတော့အတိပြန်လေးရအောင်ကျွန်တော်တို့လှုပ်ရှားနေတာပါပိုက်ကောက်လှူရှာမှုအပြင်ရေပြန်းတော့ရေတော်ဝင်ပတ်ဝန်းကျင်မှာရှိတဲ့တစ်တော်တွေမပြုံးသေးဘူးဆယန်းတရားတွေနဲ့လမ်းဖောက်နေတာတွေကတစ်တော်မြေထိခိုက်မှုတွေရှိတာကြောင့်တရင်ဝင်တားမြစ်ဖို့လည်းလှုပ်ဆောင်နေတယ်လို့ပြောပါရတယ်။အမိုက်တွေကိုစနစ်တကျဆွန့်ပစ်ဖို့မျိုးပြတွေမှာ သိပညာပင်လှူရှားမှုအချို့ရှိနေပေမဲ့လည်းခီးသွာပြည်သူတွေစိတ်ဝင်စားတဲ့သဘာဝဥယျာဉ်လိုနေရာမျိုးတွေမှာအမှိုက်စွန့်ပစ်တာတွေနဲ့ပတ်သက်လို့ထိမ့်သိမ့်မှုအားနည်းနေတုံးပဲလို့သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေက TVB ကိုပြောပါတယ်ကျွန်တော်ကအင်ခိုင်မြေပါ